ဲ့တရားရုံးကိုကျွန်တော်ခေါ်တဲ့နေ့ပြည်ဦးလွင်ကလူတွေအကုန်လုံးကျွန်တော်ချစ်တဲ့ဝင်းရံတဲ့လူအိမ်စပတ်၅ကြီးဒီနေ့ဖုံးဆက်တယ်စီစဉ်ထားတယ်အကုန်လိုက်တယ်နော်ရန်ကုန်မှာတက္ကသိုလ်တက်ပေါ်လိုက်တယ်မပူတူတို့ကိုမုတ်စိတ်တို့နော်အမျိုးသားကြီးသမားတွေရန်တန်ရန်ရန်တွေတော့မပြောတော့ဒါမကောင်းတဲ့လူနော်ဇော်ပေါင်းကြီးဆိုတာဘလို့ကောင်းလဲဆိုတာကိုအကုန်လုံးလိုက်ပါဟုတ်မင်းရဲ့ယာသမိန်ကြောင်းငါအကုန်တီးပြီးသားမိုးမိုးခိုင်ရဲ့အကြောင်းလည်းငါအကုန်တီးပြီးသားလားမှတ်ထား နော်မင်းတို့အပုပ်တွေပေါ်လိမ့်မယ်ရှင်းလားငါမင်းတို့ဒီနေ့မင်းသားကြီးဆိုတဲ့အောင်ဆန်းဆိုတဲ့ကောင်မင်းနဲ့မုံမုတ်ခိုင်ကိုဒီနေ့ငါစကားနောက်ဆုံးပြောခြင်းဖြစ်တယ်မင်းတို့ငါစားချီလားမုံမုတ်ခိုင်ရောမင်းသားကြီးရောနှစ်ယောက်လုံးကိုပေးတယ်ရန်ကုန်ကမြို့နယ်ကောင်ကစားချီလားမင်းတို့ဘက်ကိုရက်တိမဲ့လူနဲ့ငါဘက်ကိုရက်တိမဲ့လူနှစ်ယောက်ချင်းလိုက်တယ်ထွက်ခဲ့လိုက်မင်းတို့တတိရှိတဲ့ဆိုရင်မင်းတို့ထွက်ခဲ့လိုက်အဲ့ဝင်ကြီးချုပ်ကြီးလေကျွန်တော်တို့ဒီဘက်ပြင်ဦးနယ်ဘက်ကိုနော်အလုပ်ကိစ္စရနေရအောင် ပြည်ထဲမှာရဲချုပ်တွေလည်းအကုန်သိတယ်ဒီကောင်တွေကပြောလိုက်လို့ဒီကောင်မတွေကပြောလိုက်ရင်ဘသူ့ကိုပိုင်ပါတယ်လို့နော်အဘကကြုံကြည်ကသူတို့ရဲ့ပေးတဲ့သတင်းတွေနဲ့အလုံးလောက်ရပါတယ်လို့သူတို့ပြောထားတာကျွန်တော်တို့အဲ့လိုဘယ်တော့မှမပြောဘူးနော်ချစ်အဖေတို့ချစ်အမေတို့ ਨੇ နော်ကျွန်တော်တောင်တုံရဲစခန်းမှာတရားအမှုသွားဖွင့်နေရရိုးသားမှုရှိလားနော်အဲ့တော့ကျွန်တော်စစ်သတင်းပေးတယ်ဆိုတော့ဟမ်ဘယ်သတင်းတွေလို့ မြန်မာနိုင်ငံတော်ကစစ်သားတွေအကုန်လုံးလာချိုးကြနေတာဟိုနဘာခကြနေတာဗမော်တို့မှအခုကဘယ်ကဘယ်ကအကုန်လုံးကျွန်တော်ပြောရမှာဟုတ်လားမင်းသားကြီးဆိုတဲ့ကောဟမ်မင်းတို့တတိထားနော်မင်းတို့ဘာခကြောကြီးရဲ့ဥစ္စာတွေအကုန်လုံးနေလေပြုတ်လို့သွားလိုက်မင်းတို့အရေးပြည်ရေးဝန်ကြီးချုပ်ဟောင်းမင်းတို့ခိုင်းဖို့လုပ်ခဲ့တော့မင်းကန်ကောင်းသွားတယ်မှဟာအတိနဲ့မင်းတို့ကြက်ပြောချင်းလို့နော်မင်းတို့တနိုင်ကလုံးပတ်လိမ်နေတာနော်ဘာခကြောကြီးရဲ့ပတ်သက်လို့ပါအကုန်လုံးပတ်လိမ်နေတာမင်းတို့တွေလိမ်နေတာမင်းတို့လူလိမ်နေ နော်ဒါပေမဲ့ကြောင်လက်သွဲဖွက်ထားတာမင်းတို့တိလားအေးတနေ့ထိတ်တိုက်ရင်ဆိုင်လာရမယ်အနေကိုမကြမ်းမရောက်လိမ့်မယ်စူတောင်းထားဗုဒ္ဓရဲ့စစ်တီတော်အဖွဲ့ကြီးဆိုတာလည်းမရှိဘူးမြန်မာပြည်မှာနော်မင်းတို့ကိုယ်တိုင်ဘာသာတာသနာကိုမင်းတို့ဖျက်ဆီးနေတာအဲ့ဒါအဖွင့်တာပေါ့ဟာတစ်ဘက်ကလည်းဇော်ပွင့်ဆိုတော့တိုင်းပြည်ပြည်သူတွေကဆိုတော့ချကွာအဲ့တို့ကဟိုနေ့ကကျွန်တော်ပြောလို့တွေ့ကွာဆိုတော့ဒါပေမဲ့တို့ကအဲ့ဒါကိုလိုချင်တာမဟုတ်ဘူးကျွန်တော်အပြင်ထွက်လာတာကိုလိုချင်တာကျွန်တော်ကိုရန်ကုန်ရောက်ရင်လူမိုင်းနဲ့ပြပြ PDF UG နဲ့ပြပြကျွန်တော်တက်ခိုင်းမှာဘယ်လိုလုပ်တက်လို့ရမှာလဲကျွန်တော်ဘေးမှာလူအယောက်200ကျော်လောက်ဝင်ရနေမှာ ကျွန်တော်တက်ချင်စနိုက်ပါနဲ့ပဲပြစ်လို့ရမှာလူချင်းဒီလိုလာတက်လို့ရတော့ sorry ပဲဖြစ်သွားမယ်ကျွန်တော်ဒီနေ့ပြင်ဦးလေမှာဖုန်းဆက်တာအခုကျွန်တော်ဖုန်းဆက်ပြရမှာအလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့အာကြီးခေါ်ဖုန်းကိုမိုးမိုးခိုင်တဲ့မင်းသားကြီးလိုဘက်ကတရားဆွဲလာသည့်အပေါ်အာကြီးဘက်ကမိကုံရန်ကုံအစွမ်းကုံအင်အားပြမည်ဆိုသည့်အာကြီးကျုံးဝါလိုက်တဲ့ရုပ်တံနဲ့အတူထိုင်းနိုင်ငံတပ်ခရိုင်တွင်တော်လန်မတဆင်တရားမဝင်ဝင်ရောက်လာသောမြန်မာနိုင်ငံသား၁၅ဦးကိုဖမ်းဆီးခံလိုက်ရတဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးလိုက်ချင်ပါတယ် ထိုင်းနိုင်ငံတက္ကရိုင်တွင်တော်လန့်မတဆင်တရားမဝင်ဝင်ရောက်လာသောမြန်မာနိုင်ငံသား15ဦးကိုဖမ်းဆီးရရှိကြောင်းထိုင်းရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်သည်မေလ10ရက်နေ့ည8:30နာရီ30မိနစ်အချိန်တော်လန့်အတိုင်းတောင်ရင်မြစ်ကမ်းတလျှောက်တွင်အထုံများတည်ယူ၍ဝင်လာကြသောတရားမဝင်မြန်မာနိုင်ငံသား15ဦးကိုဖမ်းဆီးကိုဖမ်းဆီးရရှိခဲ့ကြောင်း မင်းတို့တွင်စာရွက်စာတမ်းများမရှိဘဲထိုင်းနိုင်ငံအတွင်းသို့ခိုးဝင်လာခြင်းဖြစ်ကြောင်းသိရှိရသည်ဖမ်းဆီးရရှိသောမြန်မာနိုင်ငံသား15ဦးတွင်အမျိုးသား9ဦးနှင့်အမျိုးသမီး10ဦးတို့ပါဝင်ပြီးထိုင်းနိုင်ငံတွင်လာရောက်အလုပ်လုပ်ရန်ခိုးဝင်လာကြခြင်းဖြစ်ကြောင်းမင်းတို့ကို ထိုင်းဥပဒေများအရအရေးယူသွားမည်ဖြစ်ကြောင်းသိရှိရသည်ကျွန်တော်ဒါဒီနေ့ခုံးမယ်ပြည်ပြည်သားတိုင်းသားများအားလုံးတရားခါကြီးရဲ့စုံသားကြီးက ကိုတိုင်းကြီးကိုလူမျိုးကိုပါလားလုံးပြီကိုတတာတွေ့อืมကျွန်တော်ချစ်တဲ့ကမ္ဘာကြီးတွေ့အမေကျွန်တော်အရင်ချစ်ရတဲ့ကျွန်တော်ဖွာဟမ်ကျွန်တော်အမေကျွန်တော်ရဲ့ညီမလေးကျွန်တော်ငွေရကိုစွန့်ခွာပြီးတော့တနိုင်ငံလုံးကိုတွားလာပြီးတော့နိုင်ငံသားပြည်ဝဲတောက်လို့ချစ်ချစ်မျိုးနဲ့ဆန်းဆောင်နေတာတွားခိုးပက်ခိုးကျွန်တော်ပြီနိုင်ငံတော်တမန်တော်ကြီးဖြစ်ရမယ်ဆိုပြီးချွေးကြော်ထားတာလေကျွန်တော်မင်းသားကြီးပါပဲဟုတ်တယ်နိုင်ငံတော်ယာယီတမန်တော်တမန်တော်ကြီးလို့ကျွန်တော်ပြည်သူတွေဟာချင်းအောင်ချင်းမာတွေဖြစ်ကြလူဝိကျလုံနေတဲ့လူရင်းလူဝိကျ ပြောနေတဲ့လူတွေကိုအချိန်ကြီးကြတယ်။အင်းကျွန်တော်ကဒါဒီကိုညို့ပို့ပါလားကိုကတူနေတာကျွန်တော်ချက်ရက်တက်မလို့ကြီးတွေ့တိမ်ပေါင်းတောင်းချီကုန်ကြခံပြီးတော့လုပ်နေတာတိမ်ပေါင်းတောင်းချီဘယ်နှမှာတောင်းချီဒါဒီပြောချီဖွင့်ပြောတိုးတက်နေလဲဆိုတာကျွန်တော်ဒေတာကိုလာကြည့်ဦးမှာတွေ့ကြလိမ့်မယ်တောင်းစင်းလုံးနေခိုးပြီးကျွန်တော်ကကျွန်တော်ကဘာလုပ်ပါလဲဆိုပြီးလိုင်းပေါ်တက်ပြီးတော့ခင်ဗျာလူတင်ကြည့်အောင်အဲ့ဒါမင်းစောက်လို့လေမင်းမပြင်းနေမပြင်းလေမပါဘူးဟုတ်ကျွန်တော်ဇော်ဖိုးကြီးနဲ့ဘာပြောနာမှမရှိမရှိမပြောနဲ့ပေါ့အဲ့ခေါ်နေကျွန်တော်နဲ့ဆက်ရတယ် အဝေးကြီးဟုတ်တယ်မင်းတို့စောက်ကြတယ်မှာငါဘောအရင်ရောက်တာမင်းတို့ပါဟွန်းမန်ရီအမ်ဒီဝပီရဲကတော့ဟာကျွန်တော်ကဒီကောင်နောက်ကိုလိုက်ပြီးကြာပြီဟုတ်ဟုတ်လားဒီကောင်ကတမလို့ဒါရာရှိစစ်တီကိုလှူပါလေဆိုတဲ့အကြောင်းပြချက်နဲ့တနင်္ဂနွေကအလူရှင်ရဲ့ကိုဟုတ်ဟုတ်ညာဟောကြီးအစမဟုတ်ညာလှူပြပြီးတော့ကျွန်တော်အောက်ချက်တော့ဒါရာရှိစစ်တီကိုစစ်တီနဲ့မေးဟောအဲ့စစ်တီကိုမန်ရီ တော့ပြည့်ဖို့ဒိမ့်ပေါ့စစ်သားတွေကငါမေးတိုင်းကုန်ပြောတာပေါ့မတော့ကုန်စားဘူးဟာတော့မတော့ကုန်မလာဘူးတော့ဟုတ်ကဲ့ပုံစံကြည့်လိုက်ကိုင်းတိုင်းဝင်တက်ပြောများပြောဆိုရအောင်ကြည့်လိုက်ဟင်းဒီတော့ကျွန်တော်ဖေးကလည်းဆော့ကားတယ်သူ့ဖေးကသူ့ဖေးကသူ့ဖေးကဆော့ကားတယ်ကျွန်တော်တော့ရာရှိစစ်ကြီးတွေလည်းဆော့ကားတယ်မင်းဖေးကမင်းတွေကမိုးကြိုးပြစ်ပြီးတေသွားပြီမေးလို့ကျွန်တော်မင်းသားကြီးကဟင်းဒီတော့ကဲစေခေါ်ရတာကဲစေခေါ်ထွက်ခဲ့လေကျွန်တော်ကျွန်တော်ဆရာအဝေးကြီးဟမ်အဝေးကြီးဟမ်ကျွန်တော်ပါတော့မဟုတ်ဘူး ဒီကောင်ရှုပ်ရည်ဟင်းဒီကောင်အပြောဆိုဟင်းဒီကောင်အမူအရာဟင်းအဲ့ကြည့်လိုက်ဟင်းဘာမှရှိမင်းကစောက်သူမင်းကနောက်ဆုံးပုံမြင်ရမှာမင်းပုံမင်းပါလောက်တယ်ဟင်းတိမပါဟင်းကျွန်တော်ကတနိုင်ရုံပုံစံမျိုးစုံနဲ့ပွာလာလှုပ်ရှားနေတာဟင်းဒီတိုင်းမှာမင်းမင်းသားကြီးဟုတ်ဟုတ်မင်းသားကြီးကဘူးလေနေရာဟုတ်ဒီနေရာမှာမရှိဘူးနော်အဲ့တော့မင်းသားကြီးကတနိုင်ရုံကဖြစ်ပြနေတဲ့အလုံးစုံတော့ဖြစ်ပြနေအားလုံးစပတ်ရေမင်းသိမင်းနိုင်ငံကောင်းလို့လိုက်တော့ 哎，闽南语，明南语，发地雷路，闽南语，闽南语，哎，叫历史。干，知道不？假如啊，那对？这波叫江路对，啊，你江路啥对？嗯，修成两条路了，嗯，知道哪里不？九月多来。哈哈哈！哈哈哈！非常好。知道不？兵马最后那个呢？知道哎，胜利大炮好。没有兵马表，没有加古里了。你看，你有钱就不要做那么的。你看。这么老大，亚西是第几人？两万四。 ရရှိနေပြူတွေကိုစေတနာတန်တန်နဲ့ကူညီပေးနေတဲ့တာမန်လူတယောက်ပါ။အင်း။ဒါကြောင့်ကျွန်တော်တို့ကအင်းချင်းဆိုနေပဲနေပါလေ။အင်း။တဲ့ဇဘွေးတို့ကျွန်တော်တက်စိတ်ခေါ်တဲ့အကြောင်းတရားတွေဟာဒီကရေဒီယိုမှာပေါ်လာတယ်။ကဲကျွန်တော်တက်မလို့ချက်ချောင်းဆောင်းနေ။အမှန်ကျွန်တော်တို့တက်မလို့။အမှန်စားတယ်။အမှန်။တက်တယ်။ဒီလိုပဲညာကြီးမလုပ်ပြီးလေ။အင်း။ကုန်ပြီပါလေ။အင်း။ပြီးတော့အောက်ချီကအရာရှိစစ်တီကိုအင်းလှူဒန်းချင်အောင်ဆောင်းပြီးတော့စစ်တီကမြေတယ်။ အဲ့ဒါရန်သူပြင်းလို့တမ်းပေးတယ်ဟမ်ဒါကြောင့်အဖြစ်မလာဘူးကြီးကုန်တယ်ဟောဒီကြောင်ရတွေကိုသိရတဲ့ကျွန်တော်သဘောကြီးနောက်ကိုတောက်လျှောက်လိုက်နေတာဟောနော်ကျွန်တော်ကလာရှိုးစစ်မြေပြင်လေရောက်ခဲ့ပြီးသွားပြီဟောအချင်းဦးလည်းရောက်ခဲ့ပြီးသွားပြီဟောတခိုင်ဦးလည်းတွားဦးမှာကိုင်းနေလိုက်ကြိုးနေတဲ့စကားတွေပေါ့ဗျာကောင်းရငကားကြီးဆွတ်ကြပြီဟောဒီနေရာချက်တင်ကြားပြီးဖားပြီးလိုက်ခိုင်ကြိုးလေးအေးကုန်မယ်ဟောရှာလေးကြွရင်ပလောင်ပြူမယ်ရှူရပွဲကြီးကြိုက် ဟာကြားရှင်အမျိုးကောက်မယ်ဆိုတာဟာတရားကြီးအချက်ဆုံးသားကြီးကိုအောင်ကောမင်းသားကြီးကမင်းလားအောင်ရဲ့ကျုပ်ပြင်နမိတ်ကြီးလေဟာဆောင်းပေးလို့အစ်စ်ပြောကကျွန်တော်နဲ့အများကြီးဝေးတယ်ကိုင်းဒီကောလမ်းမကြီးကလေးကချင်းဟာကျန်းစာဟာနော်တမလို့သားရာရှိစစ်တီကိုတွဲခွဲပြီးလေဟာနိုင်ငံဝင်သားတွေကိုတွဲခွဲပြီးလေဟုတ်ကီဝီကိုတမလို့နဲ့နိုင်ငံဝင်သားတွေပေါ်မှာထင်အောင်ထင်မှဖြစ်အောင်တွဲထိုးလုပ်ဆောင်နေတဲ့မန္တလေး MDY ပြည်ထောင်ကောဟာကောပြင်ဒီကောတော့ကဆရာဆရာကြီးယူပါမင်းသားကြီးနဲ့အဖွဲ့ရတာ ဖော်ထုတ်အောင်ဆိုတဲ့ကြောင့်တဏ္ဍာရုံမှာရှိတဲ့ဟောမိုက်ရလို့ပြီပြီးတော့တိုင်းရတာအားလုံးကိုဟင်းကျွန်တော်မင်းသားကြီးကဒိတ်ပင်းနဲ့ကျွန်တော်ရပြောချနေဆောက်ယူထားရမယ်ဆောက်ယူခွက်တွေလာအောင်ပြောတဲ့စကားတွေမှာကျွန်တော်ရပြောဆိုမှုတွေကဟန်ပန်မှုရာတွေအရာပြတော့ရင်ကျွန်တော်ခွင့်လုပေးကြပါလို့တဏ္ဍာရုံမှာရှိတဲ့ရဟန်းရှင်တွေပြီပြီးတော့တိုင်းရတာအားလုံးကိုကျွန်တော်မင်းသားကြီးကလက်ဆက်တာခင်မမူးရတောင်းပန်ရပါတယ်လာမယ်လာမယ်အခွက်တွေလာတော့ဟောဆောက်ဖို့ဟောမော်ရီဟော ကိုသာစစ်တီလို့တက်ဖွဲ့ရဲ့ဦးစီဦးဆောင်ဘေးလာအောင်ကောမင်းသားကြီးဆိုတာလာလေဟမ်ဘေးတားရဲ့စစ်ကြီးဟမ်အဲ့တော့အဲကျွန်တော်အဲ့ဒါအဲ့ဒါကြည့်လိုက်ကျွန်တော်တော်မလို့တင်းနေစီပြီးတော့ကျွန်တော်နေရာရအောင်လုပ်နေတာနော်မင်းတင်းနေစီပြီးတယ်အဲ့ဒါအဲ့လိုမတော့ကျွန်တော်ကဆောနာသဘောရရဥပဒေကိုနားမလည်ဘူးတဲ့ကျွန်တော်ဥပဒေနဲ့ចောင်းပြီးတဲ့កောင်မဟုတ်ဘူးကျွန်တော်မြန်မာသားနဲ့ចောင်းပြီးတဲ့កောင်เนาะကျွန်တော်ဥပဒေဆိုတာကိုခင်ဗျားတို့ကကျွန်တော်ဥပဒေလို့ပြောလို့ကျွန်တော်တခုပြောမယ်เนาะ ။ဥပဒေဆိုတာတဲ့ကျွန်တော်အမှန်တရားပူကြိုက်တယ်ကော။ခဏဥပဒေဆိုတာကခဏလို့လည်းသိပါတယ်တနိုင်ငံလုံးနော်အများကြီးပြောပါဘူး။ဒါတော့ဆိုရင်တော့သဘောပေါက်ပါတယ်။အဲ့တော့ကျွန်တော်ကဥပဒေဆိုတာတနိုင်ငံလုံးမှာဆိုလို့ပြောလိုက်ရင်ကျုပ်ကဥပဒေကြောင့်နားလေလို့ဒီစကားကိုပြောတာပေါ့ဗျာ။ဟုတ်လား။ခင်ဗျားတို့ဥပဒေဆိုပြီးတော့မှအမှန်တရားကိုမျက်နှာမှာဗျအမှန်တရားလည်းအလုပ်လုပ်မှအဲ့ဒါဥပဒေကိုချစ်တာဥပဒေကိုနားလေတာခင်ဗျားတို့ပြောတဲ့ဇော်ဘုံကြီးကဥပဒေကိုလုံးဝနားမလည်ဘူးဆိုတာခင်ဗျားတို့တော့မှားသွားတယ် ဥပဒေဆိုတာကအမှန်တရားကိုချင့်မြန်နိုးရင်အဲ့ဒါဥပဒေပဲနော်အဲ့လို့ဆိုရင်ခဏကျွန်တော်ဘာလို့ဆိုလို့ခြင်းလဲဆိုသဘောပေါက်လိုက်မြန်မာနိုင်ငံသားလုံးလည်းသိတယ်ဥပဒေကိုတကယ်ချစ်တယ်တကယ်မြန်နိုးရဲဆိုရင်အဲ့ဒါအမှန်တရားကိုချစ်ရမယ်မြန်မာနိုင်ငံအမှန်တရားကိုချစ်ရမယ်နော်ငလေလုံးလားမသိဘူးဒီမှာအဘောအိုးနဘာတန်နေမှလည်းမသိဘူးနော်အဲ့တော့ကျွန်တော်နာမည်တက်မပြောနေပါသူတို့ကကျွန်တော်နာမည်လေးစပြောခဲ့တယ်ကျွန်တော်တရားရေးစဆွဲခဲ့တယ်သူတို့ပဲပြောတာပဲ ကျွန်တော်ဒီနေ့နောက်ဆုံးပါပေါ့နော်ကျွန်တော်ကျွန်တော်ရဲ့ဝိညာဉ်တွေနဲ့ညီကောင်မတွေကိုကျွန်တော်ပြောချင်တာကျွန်တော်တရင်တွေကတော့ဟိုဟာဖြစ်တယ်ကျွန်တော်ကနောက်ထပ်တရင်တွေမှာဘယ်မှာတွေ့ရမလဲဆိုတာလဲစောင့်ကြည့်ကြပါဦးပေါ့နော်ဟမ်အဲ့တော့နောက်ထပ်တရင်တွေမှာကျွန်တော်ဘယ်မှာတွေ့ရမလဲဆိုတာလေးကိုစောင့်ကြည့်ပေးကြပါဦးခင်ဗျာနော်အဲ့တော့ဥရီကိုတကယ်လိုက်လိုက်အမှန်တရားကိုချိမြင်လို့ရအောင်နော်အဲ့တော့ကျွန်တော်ဒီမဟုတ်ကန်ဆိုတဲ့မိမအမျိုးသမီးနဲ့မင်းလောက်အောင်ဆိုတဲ့ နော်ဦးမေအောင်လာရင်မွေးသားသားရောင်ရောင်ဘာရောင်ရောင်နဲ့လုံနေတဲ့ကောင်းလေးလိန်နေလူလိန်နေတို့အတွက်ကျွန်တော်တော့အေးတော့မှကျွန်တော်ကလည်းမကြည့်နိုင်ဘူးကျွန်တော်အခုရေးမယ်ဒီခရီးပြေးတယ်ကျွန်တော်ကလည်းနေပြီးတော့ရိုးရိုးစီစူးနေမင်းကဘာလဲဒီလိုမိမတွေနဲ့များကွာတဲ့မင်းမင်းကတည်တည်နာကားတဲ့သူတို့ပို့ဆောင်တွေကိုတွားကြည့်ရမှာတဲ့တွားကြည့်လိုက်ရင်သူ့အာပိဝဲရတဲ့လူနဲ့မင်းကိုတောက်ခံတဲ့လူနဲ့ကိုမင်းအဲတောက်ခံတဲ့လူမျိုးမင်းအားနာရမှာတဲ့မင်းသူတို့ကိုဘယ်ဆက်တဲမှာတော့ထဲမှာပြောသင့်ဘူးတဲ့ မင်းပါဇက်နဲ့သူတို့နာမည်နဲ့ကိုမတန်တာကွာမင်းပါဇက်ကလေးပေါ့နော်ဒီပါဇက်ကထွက်တဲ့နာမည်လေးနဲ့မင်းနဲ့သူတို့နဲ့ကိုမတန်တာကွာသူတို့ကသူတို့ဘယ်လိုချစ်ပါလဲဘာတွေလုပ်ပါလဲပြောပြောမင်းလိုရှင်နှန်းကိုလည်းမလူဘူးရှင်နှန်းလည်းမတော်ဘူးအဲ့လိုက်ပြီးတော့အပြန်ခွေးပြီးတော့မှအိုင်နာနဲ့ဝဲလှယ်ပြီးတော့မှနော်ဟိုအန်နာဒီကတော့ဥဝင်းတိဘောမှသလိုလိုဟာနေလို့တင်ရတပည့်လိုလိုလုပ်ခဲ့ကောင်းလေနော်အဲ့လိုလူမျိုးတွေကိုမင်းတော့ပြီးတော့ဒီကနေပြောမှတော့သူတို့ကနာမည်ကြီးပြီးတော့ကြောကြံရီပြောပြီးလှုပ်ချင်ရလေလှုပ်တော့မှာပေါ့တဲ့သူတို့ကမထူးဆက်ခင်းနေတဲ့ အောက်တန်းသားတွေဆိုတဲ့စကားတောင်နေရင်ချိသေးတယ်တဲ့မင်းကမြန်မာနိုင်ငံမှာမရှိမဖြစ်တဲ့ essential ပေါ့နော်သူကပြောချင်တာ essential ပေါ့မရှိမဖြစ်တဲ့ဒီကဲတိုင်းပြည်နိုင်ငံလူမျိုးအတွက်ကိုတကယ်ကိုလိုအပ်တယ်ခါဝဲဦးကြီးချုပ်လည်းမင်းကိုလိုအပ်လိမ့်မယ်ဒူးချုပ်လည်းလိုအပ်လိမ့်မယ်ဝင်းကြီးဌာနကအကြီးအကဲတွေကလည်းမင်းကိုလိုအပ်မှာပဲနော်မင်းကိုအဲ့လိုတွေလိုအပ်တဲ့လူတွေအများကြီးရှိတယ်ထဲမှာမှာမင်းကဒီလိုလမ်းပရကလေးကလေးပေါ့လို့ပဲသားဘာမဟုတ်တဲ့လူတွေကိုတွားပြီးတော့မှမင်းကတော့ပြင်ရှင်းနေတော့ငါမင်းကိုဘယ်လိုပြောရမလဲတဲ့ကျွန်တော်ပြောတော့ကျွန်တော်အကိုကြီးလို့ ကျွန်တော်တောင်းပန်ပါတယ်လို့ကျွန်တော်ကလည်းကျွန်တော်ကိုထိမခံနဲ့ကောင်းလို့ဆိုတော့ငါအတိတယ်တဲ့မင်းရတန်းရက်လိုက်တော့ဆိုတော့ကျွန်တော်ဒီနေ့နောက်ဆုံးပါကျွန်တော်အခု900 943ရောက်ရှိတယ်ကျွန်တော်ဒီမိုးမိုးခိုင်ကိုလုံးဝမတောင်းပန်ခဲ့ပါဘူးမိုးမိုးခိုင်ကိုညှိဖို့လေကျွန်တော်ဖုံးမဆက်ခဲ့ပါဘူးနော်ကိုခေဖုံးကားကယောက်ျားပါမိုးမိုးခိုင်နဲ့ဖုံးဆက်ပြီးပြီးပြောပြီးတော့ကျွန်တော်ကိုဆက်လာတာအကိုကြီးတို့အစီအစဉ်လိုပဲလုပ်ပါနော်အဲတကယ်လို့ကျွန်တော်အမှုပိတ်ဖို့လည်းမပြောဘူးကျွန်တော်ကို လာတွေ့မယ်ဆိုရင်တော့ပို့စကူတော့တင်ခဲ့ပေးပါနော်ကိုစိုးဘိုးကြီးနဲ့ကျမတို့လည်းအဆင်ပြေသွားပါပြီပြီးပါပြီနော်ဒီလောက်ပဲကျွန်တော်ပြောပေးပြီးမှကျွန်တော်လာတွေ့ပါလေကျွန်တော်ကပြောခဲ့တယ်ကိုခေဘုံကတော့မေးကြည့်လိုက်ကျွန်တော်အတပိုင်ရှိတယ်ကျွန်တော်ယောက်ျားပါနော်ယောက်ျားပါကျွန်တော်ဖာတယ်မဟုတ်ပါဘူးဖာသေးဖာကြံလည်းမကြံဘူးဖာစကားလည်းကျွန်တော်မပြောဘူးကျွန်တော်ကိုဝင်ရနေတဲ့တနိုင်ငံလုံးကလူတွေတိတ်ခါကြမယ်လို့ကျွန်တော်ပယ်တော့မှမလုပ်ဘူးကျွန်တော်ရဲ့အမှန်တရားကိုမျက်နှိုးတွေတဲ့လူတွေမျက်နှာငယ်အောင်ကျွန်တော်ပယ်တော့မှမလုပ်ဘူး ဒီပွဲမှာကျွန်တော်မရှုံးကြရအောင်ကျွန်တော်ရဲရဲဝံ့ဝံ့အာမခံတယ်ခင်ဗျားတို့စောင့်ကြည့်နေလိုက်ဟုတ်ပြီလားအေးဇော်ဘိုးကြီးဘာလုပ်သွားလဲဆိုတာကိုပဲခင်ဗျားတို့ဝမ်းသာစီခြင်းနဲ့စိတ်တခုကျွန်တော်ပြန်လုပ်ပေးမယ်ကျွန်တော်ထိလို့မခံနိုင်နဲ့ဒီကုံမောင်ဓမ္မတွေအတွက်ကျွန်တော်ခင်ဗျားတို့ကိုစားအလုပ်တစ်ခုလုပ်ပေးမယ်ခင်ဗျားတို့ကကျွန်တော်ကိုယုံယုံကျွန်တော်ဘယ်တော့မှမတောင်းမှန်ဘူးဖျားပေးပေးကြမ်းပေးပေးနော်ကျွန်တော်ကလည်းသွားမညီဘူးညှိလည်းမညှိခိုင်းဘူးကိုခေဘုံကကိုတောင်းဆိုချင်တာကကိုခေဘုံကကြီး7မိနစ်လောက်လေးပဲစကားထွက်ပြောပေးလိုက်ပါ ကျွန်တော်မမိုးမိုးကန်ကိုဘုန်းဆက်ခဲ့တယ်ဟုတ်တယ်ဆက်ပြီးတော့ကျွန်တော်ကိုစောဘုန်းကြီးကိုဆက်တယ်ဟုတ်တယ်ကျွန်တော်မမိုးမိုးကန်ကိုထက်ဆက်တယ်ဟုတ်တယ်ပြီးကိုစောဘုန်းကြီးကိုဆက်တယ်ဒါတော့ပါပဲကိုစောဘုန်းကြီးဆိုတာကဘတုရဲ့အကူညီမှလို့ပြီးတော့မှကျွန်တော်ဒီကိစ္စဖြစ်တာအလုံးစုံလူလေးဦးပဲရှိတယ်မိလာပြီမိလင်းကောင်းလာလေးဦးပဲရှိတယ်ကျွန်တော်အကူကြီးကိုကျွန်တော်ပြောတယ်ကိုကြီးကျွန်တော်ပါဆက်လုပ်ရမယ်မိတာလောက်ထားလိုက်တောင်းတကောင်းကိစ္စမင်းစောက်ပြက်တာမဟုတ်ငါကိစ္စငါရှင်းပြီဒါပဲ တို့ဒါပဲပြောတာအဖိုးလေးမပြောဘူးမင်းလှုပ်ရှားရှိတာငါမျိုးပြောပြီးဟုတ်ပြီအကြောတငယ်ချင်းညာဦးကလိုဘုန်းကြီးဒါလို့လို့မဒါ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 ဒီလိုဟောဥမာသွားပြောဟောဘုရားရတယ်ဒါလို့တော့နောက်တစ်ဆင့်တက်ပြီးတော့ဆက်လိုက်တယ်အားလုံးဆောင်ကြည့်နေတယ်ဒါပဲဘာလို့တောင်းပန်ရမလဲဇောဘုန်းကြီးဒီနေတာကိုဒီပုံစံကိုဟမ်စကားဖြစ်တိတ်မကြုံကြလို့ဒီလိုနေတာချင်းကိုဇောဘုန်းကြီးကတောင်းပန်ရမယ်မိုက်တော့လောက်ထုတ်ကြည့်တာဟုတ်တယ်မလား နော်တော်တော်ကစကမ်းဘူးကြီးလေကျွန်တော်အခုကိုင်ထားတဲ့လူတွေပေါ့နော်ဟောဖြစ်ပါတယ်ဟိုကျွန်တော်အနေနဲ့လည်းဘာမှမထားရအောင်စိတ်ထဲမှာတကယ်လို့ဆိုတော့ဒီရက်ခွင့်နေဆိုရင်တော့ရေးစကမ်းဆိုတော့ကျွန်တော်နားလည်ရပေါ့တို့ရလေအာနိုင်ရက်ခွင့်မပေးဘူးဆိုတော့ပွားတော့ပါလေအဲ့တော့အောင်တိအောင်တလေးနဲ့လုပ်ပေးလိုက်ရတာပေါ့နော်အဲ့တော့နားလည်ပါလေပါအားလုံးနော်ကျွန်တော်တို့ဥပဒေကြောင့်အများကြီးနားလည်ပါလေတွေ့ကြတာပေါ့ဒါပေမဲ့အဲ့ဒီတရားစွဲနေမယ့်အစားတရားစွဲတာထောင်လဲကြမှာမဟုတ်ဘူးအဲ့ဥစားနော်ကြမှာလည်းမဟုတ်ဘူး ဘာမှလည်းဖြစ်မှာမဟုတ်ဘူးဥစ္စာကအဲဥစ္စာအစာရေးပြီးတိုင်နေအစင်ပဲရှိတာငယ်တော့လို့ပေါ့ကျွန်တော်တို့ကဘယ်လိုလုပ်ပါလဲဘာညာပေါ်မှာလဲအဲ့လောက်ပဲအဲ့လောက်ပါပဲဒီဥစ္စာတွေကဒါလူတိုင်းသိတယ်ဥပဒေကိုနားလေလူတိုင်းသိတယ်အဲ့တော့မင်းသားကြီးကောမင်းလားဘာလဲအကောင့်နဲ့မင်းဘယ်လိုလဲမသိအောင်ဆန်းလာလားမင်းနဲ့မမှုကန်နဲ့နှစ်ယောက်ပြီးတယ်ဟောမင်းတို့နိုင်ငံနဲ့လူလူနဲ့တမတော်ချစ်တယ်ဆိုပြီးတော့အတွင်တွင်ကျွတ်ကျွတ်နေတဲ့မင်းသားကြီးနဲ့မမှုကန်ကိုနှစ်ယောက်ပြီးတယ် မင်းတို့ကိုထပ်ပြောလိုက်မယ်ဥဝိဇာရလမ်းရဲ့ညာဘက်ခြမ်းမှာမင်းတို့ရက်လိုက်ငါဥဝိဇာရလမ်းရဲ့ဘယ်ဘက်ခြမ်းမှာရက်မယ်မင်းတို့ကလောက်ရမှန်ကန်ရင်မင်းတို့ဘက်မှာပြည်သူရက်တည်မယ်ငါ့ကိုချစ်တဲ့လူအောင်အမှန်တရားကိုမြင်လို့ရင်ငါဘက်မှာရက်တည်မယ်စိန်ခေါ်ရင်ကြိုက်တဲ့ချိန်ဖုံးစလိုက်မန္တလေးနေပြီးတော့ရန်ကုန်ကြိုက်တဲ့နေရာမှာကြိုက်တဲ့ချိန်ဆုံးပြလိုက်စားရှိတယ်တတိရှိတယ်ဆိုရင်ဟဲ့အောင်တရားမစွဲနဲ့မင်းတို့ကဘောင်ဝင်ဘူးမင်းတို့ဘက်ကလူရှိတယ်ဆိုရင်အဲ့မှာမင်းတို့စွဲလိုက် ကျွန်တော်ဘက်ကဝင်ရမယ်လို့ကျွန်တော်ရေတပူတော်မှာကျွန်တော်မတိုက်နိုင်ပါဘူး။ဘာဖြစ်လို့လဲပြောမှာတော့ကိုယ့်ရေဘူးကိုယ်ကိုင်ပြီးတော့လာခဲ့တာ။နော်ပြည်သူလူထုရောရဟန်းရှင်လူတွေရောပဲ။ဆိုင်ရလား။စိန်ခေါ်လေအောင်။ဟဲ့အောင်မင်းတို့အာကျွန်တော်အချစ်ဖေကြီးတို့ချစ်မေကြီးတို့မင်းတို့ဘာကကြိုးကြီးချစ်ပါတယ်တို့ဘာဖြစ်လို့တော့ကျမတို့ရဲ့ဖေကြီးတို့ဘာလို့ပြောနေရလူတွေမင်းတို့တက်မလို့တက်ကောင်းတာလုပ်တဲ့လူတွေပြည်သူလူထုကောင်းတာလုပ်တဲ့လူတွေဟုတ်လား။ငါမင်းတို့တော့မလုပ်ဘူးပါဘူး။မင်းတို့လိုလဲမပေါ်ဘူးပါဘူး။ငါမနေ့တနေ့မှပေါ်လာတဲ့ကောင်မင်းတို့ပြောသလိုစိန်တယ်ကွာ။ကဲငါစိန်ခေါ်တယ်။နော်။စိန်ခေါ်တယ် ကြိုက်တဲ့မျိုးပါစိန်ခေါ်လိုက်ဟင်အောင်မင်းရဲ့ဆွေလေးရောလာပြီးစိန်ခေါ်ပြလို့ရသေးတယ်ရှင်းလားရှင်းလားမင်းတို့အရာဒီတိုင်းကားကြောင့်မင်းတို့တက်ချင်ပြီအဲ့တော့ပဲမင်းတို့ပြောလိုက်မယ်ဟင်လားနော်အဲ့တော့ဆိုပြီးသဘောပေါက်လိုက်မင်းမာမင်းစောင့်ကြည့်တာပြီးအဲ့ပုံကြီးလုံးမနေနဲ့ဟုတ်လားမင်းယောက်ျားဆိုရင်ငါတို့တို့ရအမခံလိုက်ရဲ့မင်းဆွေလေးရောဒီငါလာခဲ့လိုက်မယ်ဟမ်မင်းအဲ့ယောက်ျားတို့အောင်လူရဘယ်လောက်ရှိလဲအဲ့တဲ့နောက်ထောက်ခံတဲ့လူများတွေရမယ်ချမလား ညမာပြီးအများဆုံးကြီးညမာပြီးရှေ့တန်းရောက်နေတဲ့တက်မတော်သားတွေဘေးရနေကင်းချင်းပြီးနောက်တန်းအမိသားစုနဲ့အများဆုံးပြန်နေပေါင်းဆက်နိုင်ပါသည်စားရှိရဆိုနေပြီးတော့ဘလုံးဖက်တစ်ခွင်းနဲ့ဝင်လိုက်မယ်ရောက်အလေရဆန္ဒကြီးတားပြီးတော့မှမင်းလူငါမင်းမင်းနဲ့ဘုံဘုတ်ခိုင်တဲ့နှစ်ယောက်ကိုပြေးွားတစ်ဖက်ရက်ခိုင်လိုက်ငါလူငါဘက်ကိုရက်ခိုင်လိုက်မယ်ဒါပဲအဲ့ဒါယောက်ျားတယောက်ရဲ့အခြေချင်းပဲမတူရင်မတူနဲ့ဖားတူလို့ဗါလဲစားရှိလို့စစ်ပြုတ်တာလို့ဖားတူလို့ဗါခရုခုံတာလို့ဟမ်အောက်လုံးလေးပြောလိုက်လို့ကြီးဖားတကားချင်းသားကြီးတို့တွေကြီးပဲပြောတာမသိရင်ငါပဲတောင်းပန်ပါတယ်လို့ဟုတ်လားဟုတ်လား ကိုကေဘုံကငွေကြည့်လိုက်ဆော်ဘုံကဘုံစက်လာလားကေဘုံကဘုံစက်လာလားမေးတယ်ဒါမင်းကိုကေဘုံကတော့ကောင်းကြပါလေသူကကြားရညီနိုင်ပြီလားသူကလည်းကျွန်တော်ကမုံမုတ်ကောင်ဘုံစက်ပြီးတော့မှအခုဆက်တာပါတဲ့ကိုဘုံရေးတဲ့ရပါလေလို့ကိုကြီးပြောပါလို့ပြောတာကျွန်တော်ဂျိုတီတပြပြောခဲ့တာကကျွန်တော်အတန်ပိုင်းနဲ့ဖွင့်ပြပြီးပါမယ်နော်အဲ့တော့ကျွန်တော်ကျွန်တော်ဒီညကနောက်ဆုံးပါပဲဘယ်တော့မှဒီလိုအောက်တန်းစားနံပါတ်ကြီးကိုကျွန်တော်မပြောတော့ပါဘူးကျွန်တော်ဘဝအတွက်ကျွန်တော်ဖြစ်လာတဲ့အရာကိုကျွန်တော်ရင်ဆိုင်ပါမယ်ကျွန်တော်ရဲ့ဝိညာဉ်ရဲ့ညီကောင်မလေးအားလုံးနဲ့ကျွန်တော်ရင်ဆိုင်မယ်နော်ကျွန်တော် နောက်တည့်ရနေ့ကဘယ်မှာရောက်နေမယ်ဆိုတာကိုကျွန်တော်လိုက်မြင်ပေးမယ်နော်အားလုံးပြောစီရပါမယ်ငါတို့အားကိုးရတဲ့ငါတို့ယုံကြည်ရတဲ့နိုင်ငံကိုချစ်တဲ့လူမျိုးကိုချစ်တဲ့တပ်မတော်ကိုချစ်တဲ့ငါတို့နိုင်ငံမှာအေဂျင့်ဆိုတာနေထိုင်နေတဲ့ပြည်သူလူကိုချစ်တဲ့ကိုယ်စော်ဖုံးဝင်းဆိုတဲ့လူကဒီလိုလူပါလားဆိုတာကိုခင်ဗျားတို့တွေ့ရမယ်โอเคအားလုံးတို့ကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ညီကောင်မတွေပေါ့နော်တိုင်းပြည်ကိုကောင်းစားစေခြင်းနဲ့စိတ်စိတ်စိတ်နာမှန်တဲ့လူတွေအားလုံးကျွန်တော်ကအမြဲတမ်းခင်ဗျားတို့ရှိရနေမမမမရက်တည်ပြီးပြည့်စက်သွားမှာပါလို့ကျွန်တော်ဂရုပြုပါတယ် တော်ကိုအခုကြမ်းအောင်တက်မတော်ကိုကျွန်တော် MDY PDF ပါလို့တရင်ပေးပါတယ်လို့အလူခံပါတယ်လို့ခွက်တော့ပါတယ်ကျွန်တော်လူခံတဲ့ပို့စုရှိလားတက်ကြည့်လိုက်ကျွန်တော်တက်မတော်ကနေပြီးတော့မှကျွန်တော်ရဲ့ကျွန်တော်ရဲ့တက်တရားတက်မတော်သားပဲထွက်မှာမှတ်ထားအ ਨੇ သောဘုံမှုစလောက်ထွက်မှာကိုတော်ဘုံရေးဆိုတဲ့လူကဒီလိုလူမဟုတ်ဘူးလားစစ်တက်ကပဲထွက်မှာတက်ပြီရှင်းလားအမှုတစ်ခုဖြစ်လာခဲ့ရင်တော့မှနော်ဇော်ဘုံရို MD1 PDF တို့ပါလို့အဲ့တော့အဲ့ဒီနေ့ကမင်းသားကြီးရန်ကုန်ကိုရောက်နေတာ ရှင်ဘုံဘုရားပူးတဲ့ဘာသာပြီးတော့ကျွန်တော်အမှုခွင့်ရောနော်အဲ့ဒီမင်းသားကြီးကတစ်ချိန်လုံးကျွန်တော်မင်းတင်နေစီပြီးမင်းတင်ရမယ်မင်းတို့မင်းတင်မယ်နေမင်းငါးညနာကိုတွေ့ရမယ်သူအမျိုးမျိုးကျွန်တော်ကိုချင်းချောက်တယ်နော်ဘုံဘုံကံကိုကျွန်တော်တို့တောင်းတကုန်မှာတရားဆွဲခိုင်းတယ်ဆွဲခိုင်းတဲ့မှုကဘာမှုလဲကျွန်တော်အခုပြင်ဦးလေမှာအေးစပတ်ငါးစီးအဲ့တရားရုံးကိုကျွန်တော်ခေါ်တဲ့နေ့ပြင်ဦးတွေကလူတွေအကုန်လုံးကျွန်တော်ချစ်တဲ့ဝင်းရတယ်လို့အေးစပတ်ငါးစီးဒီနေ့ဖုံးဆက်တယ်စီစဉ်ထားတယ်အကုန်လိုက်တယ်နော်ရန်ကုန်က တခါလက်ထက်ပြောလိုက်မယ်မဘူတို့တို့ကိုမုတ်စိတ်တို့နော်အမျိုးသားကြီးတမားတွေရန်တန်ရန်ရန်တွေတော့မပြောတော့ဒါမကောင်းတဲ့တို့နော်ဇော်ပွင့်ဆိုတာဘလို့ကောင်းလဲဆိုတာကိုအကုန်လုံးလိုက်ပါနော်အခုကျွန်တော်ကဘာလုပ်လဲသူတို့ကကျွန်တော်ကိုအပြင်ကိုထွက်လို့ရအောင်ဆွဲခေါ်တယ်ဒီတရားရုံးကိုရအောင်ပြီးရောနော်အဲ့တော့မြန်မာနိုင်ငံမှာပြည်ထရေးဆိုတာပြည်ထရေးဝင်ကြီးချုပ်ကြီးလဲကျွန်တော်တို့ဒီဘက်ပြုံးနေမှာပေါ့နော်ဘလို့ကစားနေရအောင်ပြည်ထရေးမှာရဲချုပ်တွေလည်းအကုန်တည်တယ်ဒီကောင်တွေကပြောလိုက်လို့ဒီကောင်မတွေကပြောလိုက်ရင်ဘသူ့ကိုပိုင်ပါတယ်လို့ เนาะအဘကကြုံကြီးကတို့ရဲ့ပေးတဲ့သတင်းတွေနဲ့အလုံးလုံးရပါတယ်လို့တို့ပြောထားတာကျွန်တော်တို့အဲ့လိုဘယ်တော့မှမပြောဘူးเนาะချစ်အဖေတို့ချစ်မေတို့ ਨੇ เนาะကျွန်တော်တောင်းတုံရဲစခန်းမှာတရားအမှုသွားခွင့်တွေကရိုးသားမှုရှိလားဆိုတာတော့သိရမယ်သူကြတော့ဟမ်ငါတောင်းတုံကဖွင့်တာလေးတဲ့နင်မင်းတဲ့ယောက်ျားကြီးဖြစ်ပြီးတော့ဗာဖြစ်တယ်ညာဖြစ်တယ် ਨੇ ဟေးအဲ့ဒါဆိုရင်ငါတို့ပြင်မှုလည်းဖွင့်ရောနင်လာဖို့ပဲဆူတောင်းတာဟုတ်ပြီလားလူဆိုတာအပြန်အလှန်ပဲဟုတ်လားအဲ့တော့ကျွန်တော်အကိုကြီးတွေကနေပြီးတော့ပြောတယ် မင်းတို့ကောင်မျိုးဟာတဲ့ကျွန်တော်ဒီနေ့တော်တော်ဆဲခံရတယ်။ဘာစောက်စင်းမှမရှိတဲ့ဒီလိုလူမျိုးတွေကိုမင်းပြင်ရှင်းနေတယ်တဲ့။ကျွန်တော်ကပြောလိုက်တယ်အကုန်ကြီးတို့ကျွန်တော်တို့အဲ့လိုမပြောပါနဲ့လို့ကျွန်တော်ကလည်းကျွန်တော်ဝင်းရတဲ့လူရှိတယ်ကြားလို့ဒီအနောသတိကသူ့ကိုမတောင်းမှန်းနဲ့တရင်သာရှင်းနေပွဲလုပ်ပြီးတောင်းမှန်းပါမယ်လို့ဘာလို့ဒီလိုအတန်လည်းမထွက်မယ်နဲ့သူကဒါမျိုးတွေပြောတော့ကျွန်တော်လည်းပဲခံနိုင်မှုတွေကြားလို့ကျွန်တော်ပြောတာပေါ့လို့ကျွန်တော်ရဲ့ခင်မကြီးစေပါလေးမှာပါတယ်အကိုကြီးအဲ့ဒီကိစ္စတွေကိုငါလုပ်မယ်တဲ့မစ္စတာတရားမချုပ်နဲ့အိုက်ကောင်မှအကြောင်းတခွန်းမှမင်းမပြောနဲ့တော့တဲ့ဒီနေ့ကျွန်တော်ဒါနောက်ဆုံးပြောတာနော် အဲ့ကိတာကြီးမင်းဆောက်လို့ကိုခုတဲ့ဒါကြိုက်တဲ့စကားမှမင်းမှုဖွင့်နေနော်အဲ့ဒါကစာရေးပြီးတော့မှတိုင်တဲ့ဆင်းတော့ပဲရှိတာလေမိဘဖြစ်ကြရတော့လေဟာကျွန်တော်ကတော့တနေကုန်တညာလုံးလို့ဖုံးဆက်ပြီးတော့မှကျွန်တော်ကိုသဘောရုံစိတ်ဘူးလို့စိတ်ဘူးလို့စိတ်ဘူးလို့ကျွန်တော်ကမေးပြင်ပြင်မရှိပေးပဲနဲ့ငြိမ့်နေဟေးအောင်နဲ့မိကာကြုံကြီးကိုချစ်လာတယ်ဟာချစ်တာဘောလို့ဒီလူတွေဆိုတာကာကြုံကြီးတပ်ပုံပြပြီးမှမနေ့တနေ့ကမှတိုင်းပြည်ပေါ်မှာတိစ္ဆာရှိပါတယ်ပါတယ်တက်မတော်သားတွေပို့လေဘာမှထောက်ပံ့မပေးခဲ့တဲ့လူတွေအားလို့ပြောနေတာလို့ကျွန်တော်ကကာကြုံကြီးကိုထောက်နေတာတွေကလေးကျူလာတာရေပတ်ထဲကလေးကျူလာတဲ့ကောင်လို့ကာကြုံကြီးကိုချစ်ရင်ကာကြုံကြီးအတိုင်းပဲချစ်ကြံပါတယ် ကာယောကြီးဘလို့ကျင့်ကြံနေမေးသိထားတဲ့ကျွန်တော်ကိုရမေးတယ်နေပြီးတော့ကြည့်တယ်လို့ဘသူဘလောက်ဆဲဆဲအတူဘလောက်ပြောပြောအပြုံးမပြတ်ဘူးလို့အေးမင်းတုံနေလေငါလူကျင်နေတာမင်းအဖေကအဲ့တချက်ကတော့လုံးဝငါမျိုးလေးစားသွားတယ်မင်းလည်းအပြုံးမပြတ်ဖ ೇನೆ ဒီလုပ်ကိုပဲလုပ်ပါဆိုတော့ဩကျွန်တော်တို့ကစပီကာသမားဆိုတော့အဖက်ကကမေးတော့ကြတော့ပြောတော့ကျွန်တော်တို့ပြောရတယ်လေဟုတ်တယ်မလားဒီမျိုးသမီးကိုကျွန်တော်စားတိုက်ခိုက်ခဲ့တာရှိရင်ကျွန်တော်ကြားတဲ့အချိန်ပြောပါအခုသူတို့ပြောတယ်ကျွန်တော်ကတက်မတော်တဲ့ဝင်တန်းနဲ့အချင်းညိုပြက်စီမှုဘာမှညာမှုညာတယ် သူတို့ကကျွန်တော်ဆွဲတော့ပါဆိုရဲဘာနဲ့ဆွဲလဲချောက်ချောက်ကကြီးတဲ့သူ့ကိုဆဲလို့တဲ့ဟာသူကကျွန်တော်ကိုအရင်ရန်ဆတာဟမ်ခွက်ကောင်ပေါက်ကဲတာထမင်းတို့၁၀နှစ်၁၀နှစ်ကုန်ဆစ်စီရေးမှာပေါက်ွားလာတဲ့ကောင်ကအလူခံစားပြီးတော့ကျွန်တော်အလူခံပို့ဆွဲနေပို့ကျွန်တော်အလူခံနဲ့ပို့စကူတွေ့ရင်ကျွန်တော်အခုလာခံလိုက်ပါဒီမှာဒီမှာရောစကားမှာကိုစိုးလို့ဆိုတာရှိတယ်စကိုင်းတို့နေရင်ကြကချိုးချော်တူဆိုတာရှိတယ်အချိန်မီဖန်ခါလိုက်ပြင်ဦးလေမှာနော်အဲ့တော့ကျွန်တော်စစ်တရင်ပေးရဆိုတော့ဟမ် ဘယ်တင်းနေလို့မြန်မာတနိုင်ငံတော့ခုစစ်သားတွေအကုန်လုံးလာချိုးကြနေတာဟိုနဘာကကြနေတာဗမော်တို့မှအဲ့လိုဘာဖြစ်နေအဲ့အကုန်လုံးကျွန်တော်ပြေးတာပေါ့ဟုတ်လားမင်းသားကြီးဆိုတဲ့ကောင်ဟမ်မင်းတို့တတိထားနော်မင်းတို့ဘာကတော့ကြီးရဲ့ဥစ္စာတွေအကုန်လုံးလိမ်လည်ပြီးလို့ကလာမင်းကိုအရင်ပြည်ရဲ့ဝင်ကြီးချုပ်ဟောင်းမင်းကိုဖမ်းဖို့လုပ်ခဲ့တာမင်းကန်ကောင်းသွားတယ်မှတ်ဟာအန်တီနာမေကိုထပ်မပြောချင်လို့နော်မင်းတို့တနိုင်ငံလုံးပတ်လိမ်နေတာ နော်အဘာသာယောက်ျားကြီးတွေပတ်သက်တော့ပါအကုန်လုံးပတ်လိမ့်တာမင်းတို့တွေလိမ့်တာမင်းတို့လူလိမ့်နေနော်ဒါပေမဲ့ကြောင်လည်းသွဲခွက်ထားတာမင်းတို့တိလားအေးတနေ့ထိတ်တက်ရင်ဆိုင်လာရမယ်အနေကိုမကြမီရောက်နေမယ်စူတောင်းတာဘုရားရဲ့စီတော်အဖွဲ့ကြီးဆိုတာလည်းမရှိဘူးမြန်မာပြည်မှာနော်မင်းတို့ကိုယ်နဲ့ဘာသာသာသနာကိုမင်းတို့ဖြတ်စည်းနေတာဟမ်ဘုရားဘာသာသာသနာနော်ဘုရားသာသနာဘုရားဘာသာဘုရားသာသနာဆိုတာအယူဝါဒနဲ့အဆုံးမဆိုတာလည်းရှိတာဘုရားသာသနာဘာလဲအဆုံးအဖွဲ့စည်းရဲ့ဦးစီးဦးတော်ခေါင်းဆောင်ပါညာဟမ်မင်းမြောက်ပေးလိုက်တာမင်းမနိုင်လို့ နော်မင်းရဲ့ယာသမင်ကြောင့်ငါကုန်တည်ပြီလားမိုးမိုးခိုင်ရဲ့ကြောင့်လည်းငါကုန်တည်ပြီလားမှတ်ထားနော်မင်းတို့အဖို့ဒီပေါ်လိမ့်မယ်ရှင်းလားငါမင်းတို့ဒီနေ့မင်းသားကြီးဆိုတဲ့အောင်ဆန်းဆိုတဲ့ကောမင်းနဲ့မိုးမိုးခိုင်ကိုဒီနေ့ငါစကားနောက်ဆုံးပြောချင်တဲ့မင်းတို့ငါနဲ့မရှင်းနဲ့ငါနဲ့မင်းတို့ရှင်းလို့မရဘူးမင်းတို့တင်တဲ့ post out ဒီမှာသွားကြည့်ဟဲ့အောင်တတိချင်းလူလဲကောင်နှစ်ယောက်ရှင်းထွက်လိုက်မယ်စားစီလားမိုးမိုးခိုင်ရောမင်းသားရောနှစ်ယောက်လုံးပေးတယ်ရှမ်းကုန်းကမြို့နယ်ကောင်ကစားစီလားမင်းတို့ဘက်ကိုရက်တိမဲ့လူနဲ့ငါဘက်ကိုရက်တိမဲ့လူနှစ်ယောက်ရှင်းလိုက်မယ် ထွက်ခဲ့လိုက်မင်းတို့တတိရှိရဆိုရင်မင်းတို့ထွက်ခဲ့လိုက်ဟဲ့အောင်60ကြောက်ကာကြီးဆိုတာမင်းတို့ငါပြောလိုက်မယ်မင်းတို့တိုင်လာတဲ့ဥစ္စာတွေငါတို့ကုန်တည်ပြီးသားမင်းတို့ဗိုင်းမှုနဲ့ပါလေမင်းတို့ပြီးကော့ချစ်စင်းနေမှာငါ့ကို1 2 900 900မင်းတို့ဆွဲရမလို့ကွာစစ်တပ်ကဆွဲလိုက်ပြီရှင်းလားငါတက်နေမှာနေတာငါပြုံးနေမှာနေတာနော်ကျွန်တော်ကျွန်တော်ဒါဒီနေ့နောက်ဆုံးပါဒီမိမအကြောင်းနဲ့ဒီကောင်အကြောင်းကိုကျွန်တော်ပြဿနာနေလုံးဝနောက်ဆုံးပြောခြင်းမဖြစ်ပါဘူးပေါ့နော်အဲ့တော့ကျွန်တော်မစိုးရင်နဲ့နော်ကျွန်တော်ကကျွန်တော်တပတ်တူဆွဲချင်ဆွဲမဆွဲချင်နေအဲ့ဒါကကျွန်တော်အမှန်တိုင်းပြောလိုက်မယ် သူ့ကိုဆဲလို့ကျွန်တော်ကိုဆွဲတယ်အမှုကအမှုမဟုတ်ဘူးနော်မကောင်းတဲ့လူကလားသူတို့သွားမှုခွင့်နေသူတို့မှုခွင့်တော့ဟိုအားလည်းမကောင်းတဲ့လူခွင့်ပေးလိုက်တာဒါပဲသူတို့မခွင့်ပေးသူတို့ပြောတော့မယ်လေတိုင်းပေါ်မှာအဘယ်ရဲစခန်းကမခွင့်ပေးဘူးမအပြင်းညာဘူးနဲ့အောက်တန်းသားစိတ်နဲ့သွားပြောတော့မှာသူကဟိုအားလည်းခွင့်တာပေါ့ဒါတစ်ပတ်ကလည်းဇော်ပွင့်ဆိုတော့တိုင်းပြည်ပြည်စီပါလို့ထားကွာအဲ့တော့ဦးရီကျွန်တော်တို့တွေ့သွားတော့ဒါပေမဲ့သူတို့အဲ့တော့လိုချင်တာမဟုတ်ဘူးကျွန်တော်အပြင်ထွက်လာတာကိုလိုချင်တာကျွန်တော်ရန်ကုန်ရောက်ရင်လူမိုက်နဲ့ပြပြ PDF UG နဲ့ပြပြကျွန်တော်တက်ခိုင်းမှာ ဘယ်လိုလုပ်တတ်လို့ရမှာလဲကျွန်တော်ဘေးမှာလူအယောက်200ကျော်အောင်လောက်ဝင်းရနေမှာကျွန်တော်တက်ချင်စနိုက်ပါနဲ့ပဲဖြစ်လို့ရမှာလူချင်းဒီလိုလာတက်လို့ရတော့ sorry ပဲဖြစ်သွားမယ်ကျွန်တော်ဒီနေ့ပြင်ဦးလင်မှာဖုံးဆက်တာအခုကျွန်တော်ဖုံးဆက်ပြရမှာကိုတရေပို့စားပြီးတော့မှကျွန်တော်ရဲ့အိတ်ဝိုင်းတော့ကျွန်တော်မတက်နိုင်ဘူးဝင်းရမယ်လူထိပေးလိုက်ပါလေဆက်ပြမယ် ဒီနေ့ကျွန်တော်ဆရာဒါသူကတော်ဖြစ်လို့အကြီးရေတယောက်မို့လို့နော်အဲ့ဒီလို့ဖဲပေးလိုက်ပါပြင်ဦးလို့ရတယ်တခါလေထွက်တာနဲ့ကျွန်တော်တို့ကဘယ်တော့မှမရှောင်ဘူးဒါပေမဲ့ကျွန်တော်တို့ကပိုတော်မှဖြစ်ချင်သေးတယ်ကျွန်တော်တို့အကြောင်းကြားပေးနေပါတယ်နော်ဖြစ်ချင်သေးတယ်ဒီလားအတူကပါတယ်ဆိုတော့ကွဲဆိုတော့အဲ့မှာအဲ့မှာမတွေ့မှာနော်အခုမန့်နေပုတ်စီအောက်မှာပဲကြည့်ကြည့်လားဟုတ်လားကြည့်ကြည့်လားဘသူကဘယ်လိုလဲဆိုတာကို နော်ဒါပေမဲ့သူတို့ကသူတို့ရဲ့နိုင်ငံရေးအသေးခံနဲ့စောက်ချက်တွေအကွဲခံပြီးတော့ကျွန်တော်အသက်ကိုရောက်အောင်ယူမှာနော်ကျွန်တော်အသက်ကိုသူတို့ရောက်အောင်ယူမှာကျွန်တော်ရန်ကုန်ရောက်တာနဲ့သူတို့စီစဉ်ပြီးသားနော်မင်းသားကြီးဆိုတဲ့ကောင်ရဲ့ပို့ရှင်ကိုပြန်ကြည့်လိုက်မင်းတင်နေစီပြီမင်းတင်နေစီပြီဆိုပြီးတော့ကျွန်တော်အခုတရားစွဲခိုင်းတာကအဲ့ဒါနောက်မှာလာမင်းသားကြီးရှိတယ်မင်းသားကြီးနောက်မှာနောက်တစ်ယောက်ရှိတယ်လက်မိတ်တစ်ယောက်နော်မုံမုတ်ကန်ဆိုတဲ့မိမကတော့သူနဲ့ကြောင်လည်းပြဿနာမတက်ဘူးချက်ချင်းမုံချင်းလည်းမဟုတ်ဘူးမင်းသားကြီးနဲ့ကျွန်တော်နဲ့ဖြစ်မှာချက်ချင်းကောက်ခံနေတာသူထွက်လာတာထွက်လာပြီးတော့သူလောက်တာနော်မင်းသားကြီးတရားစွဲရလာဆိုစွဲတယ် ဘာလို့မဆွဲတာဟုတ်တယ်မလားမိန်းမတယောက်ကိုအခြေပြုပြီးတော့မှတင်လိုက်တာအောက်တန်းသားလေးပိတ်ဆော့ကူမဆိုင်ဘူးဟုတ်ကျွန်တော်ပြောတယ်တောင်းတကောင်ကဖုံးဆက်လာတာလေဖုံးမဆက်ပါဘူးလို့ကျွန်တော်ကဖုံးသင်းကိုတိတ်မကင်ဘူးပေါ့နော် ကျွန်တော်အားကြောင့်လို့အားနာလို့ဖုံးစိမ့်ဖြစ်ခဲ့လို့ရှိရင်ဆက်တယ်သူတို့ကတော့စကန်းချင်းစိတ်ချပြီးတော့တော့လုံးမှာပေါ့ဗျာဒါကတော့ဒီပြုံးလို့စကန်းတို့ပါလို့ဆိုရတယ်ဒါဟိုကျွန်တော်နဲ့အားလုံးနဲ့အကုန်လုံးနဲ့ဟိုပတ်သက်နေကြတာပဲပေါ့ဟုတ်တယ်မလားကျွန်တော်တို့ကတိုင်းရတိုင်းပြည်ကောင်းကောင်းကျိုးလုပ်တဲ့အတွက်စာတာနဲ့လည်းကျွန်တော်ပတ်သက်တယ်ရဲစကန်းနဲ့လည်းပတ်သက်တယ်နော်အားလုံးနဲ့ကျွန်တော်ပတ်သက်တယ်အားလုံးနဲ့ပတ်သက်တဲ့အတွက်ဟိုဒီအမှုကိုစိတ်လဲမဝင်တော့ဒါပေမဲ့မြန်မာနိုင်ငံမှာကျွန်တော်ကိုချစ်တဲ့ပြည်သူပြည်သားတွေအားလုံးကအဲ့ဒါကျွန်တော်ကျွန်တော်ကိုကြီးကကျွန်တော်ကိုဒီနေ့ဆဲတာမင်းဟိုကငါအကောင်းပြောရတယ်မင်းရတယ် ဘာပဲမဟုတ်လို့ကျွန်တော်ကလို့အဲ့ဒါကျွန်တော်ကိုကြီးလို့အဲ့လိုကြီးတော့ကျွန်တော်မပြောပါနဲ့လို့ကျွန်တော်ဟိုဝင်းရံနေတဲ့လူတွေကလည်းကျွန်တော်ကတောင်းပန်နေပါလားဆိုတော့